အားလုံးပဲမင်္ဂလာပါရှင်ရဲရာရှိတူရေးတာတဲ့စုငွေ900ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အင်္ဂလိပ်လက်ထက်ကစုငွေ900ပေးမိဟုကြောင်ညာခံရသော လူဆိုးမှာနေနေရရလူဆိုးမဟုတ်ဒီမှာ ပြောရမလို့ပါ ထိုလူဆိုးကမုံရခရိုင်အရာတော်မြို့နယ်ဟင်းသမရွာငယ်မှာဖြစ်၏စူးတော်ငွေကြောင်ညာခံရခြင်းဤအကြောင်းရင်းမှာမုံရခရိုင်တွင်၎င်းနေဆက်ဖြစ်သော ရွေးဘိုခရိုင်တွင်၎င်းဓမြမှုလူရဲမှုများမကြာခဏကျူးလွန်ပြီးနောက်အမှုတစ်ခုအတွက်ထောင်ခုနှစ်ရဲကကြာခံစီရာ ရွှေဘိုထောင်မှ နောက်နှမှုစစ်ဆင်းနေတဲ့အချိန်တွင် ထွက်ပြေးသောကြောင့်ဖြစ်၏ဖိုးချမ်းမှာမုံရွာခရိုင်တာစီရွာတွင်ပတ်စံရှိမုတ်ဆိုးမကြီးတဝီအိမ်၌ဓမြတရားမှစတင်ပေါ်ပေါက်သိရှိရသော လူโซတအူဖြစ်၏ထိုအမှုတွင်သူသည် လူโซပေါက်စပီပီ အစိုးရတပ်တွေဖြင့်အစစ်ခံခဲ့၍လွတ်သွားသူဖြစ်ပါသည် သူအားကျွန်ုပ်တို့အစိုးရတပ်တွေဖြင့်ထိုအမှုမှနှုတ်ခဲ့ခြင်းမှာအကြောင်းရင်းကြီးတစ်ခုရှိ၏ထိုအကြောင်းရင်းမှာဖိုးချန်းသည်အသားဖြူဖြူကိုဟန်နှွဲ့နှွဲ့အရက်ရှိရှိဘိုးစရောက်ကိုကြကြနနဖီးထားတတ်သည့်အပြင်ဝက်ပုံစားပုံမှာမြို့ကြီးသားမသာရုပ်ရည်အားဖြင့်ချစ်ချင်းပွဲ ကောင်းသောကြောင့်ဖြစ်၏။ဤမြတနာယုတ်ပရှိသော အသက်အားဖြင့်20လောက်ရှိလူငယ်တဦးသည် အပေါင်းအသင်းမကောင်း၍သာဓမြမှုကြီးကိုကျူးလွန်သည်ဟုထင်၏သူသည်ဤအမှုတွင်လွတ်မြောက်သွားလျှင်လူကောင်းတစ်ယောက်ဖြစ်လာလိမ့်မည်ဟုကျွန်ုပ်တို့အဖွဲ့စစ်ဆေးသူများထင်ရှိခဲ့၏စကားပြောဆိုရာတွင် ပြတ်သား၏ပုံဟန်တရံမှာ အလွန်တီကြည်ပုံရသူတစ်ယောက်ဖြစ်၏သူဤအပြုမူမှာ ကျွန်ုပ်တို့အားရိုသေကြောက်ရွံ့လွန်းသည်ဟုလည်းမဆိုနိုင်မယုံမသိမခံညာဟုလည်းမရှိဖြစ်ရာ ကျွန်ုပ်တို့အားလုံးကပင် ဖိုးချမ်းကိုချစ်ကြသနာကြသည်သို့နှင့်ဖိုးချမ်းအားကျွန်ုပ်တို့သူ၏ပထမအမှုတွင်လွန်ရန်ဥပဒေအရစီမံကြခြင်းဖြစ်သည်ထောင်ဤအရသာကို ဖိုးချမ်းဆိုးရသက်သည်ဖြင့်အစစ်ခံရစဉ်ကပင်တည်သွားသည်ထိုအဖွဲတွင် ပထမအစစ်ခံရန်အခြားတရားခံများနှင့်တူရုံးတို့ထွက်လာစဉ်ကျွန်ုပ်တို့၏လူဖြစ်သည့်အားလျော်စွာအမှုမခေါ်မီအမှုလိုက်ရုံးခန်းတွင်ကြွေးကြမွေးကြသည် ထိုစဉ်ကသူပြောသောစကားကလေးကိုမှတ်မိသေးသည်ဆရာထောင်ထဲမှာတော့တဲတွေကိုဆရာဟူမကြည့်ပြုံပြုံ၍ကျွန်တော်တို့အားပြောချသည်ထောင်ထဲသို့အစိုးရတက်သည်ဆိုပါလေတီးတန့်ချုပ်ထားရန်ဖြစ်တော်လေသူနေရသောတီးတန့်အချုပ်ခန်းတို့ကအခြားထောင်သားများဖြစ်တော်တန်ပေဘာရာအစရှိသော နှစ်ကြီးလူစိုးများဝင်ထွက်နိုင်သည် ထိုတန်ပေဘာရာတို့မှလူစိုးများဖြစ်၍ အစိုးရတက်သည်ဆိုနေဖုံးကြသည်သူတို့နှင့်တိုက်ရိုက်မဆိုင်တော့လေတက်ဆိုင်သူတို့အတွက်ရိုက်နေ၍တက်သည်ဖြတ်တက်ကြသည်မိကြောက်သွားရော့လိုက်ဟုစိုးရင်ကြီးကျွန်ုပ်တို့ကမေးသည်ဖူးရောက်နေသောခေါင်းကိုပြ၍အိုးဆရာရေဖူးချန်းတို့ကဒီလောက်တော့အပြော့ပေါ့တဲ့ဖူးချန်းကသူပေးထားသောဂရိအတိုင်းပင်ဖြောင်ဖြောင်မမတ်အစိုးရတက်သည်အဖြစ်အစ်စ်ခံ၍လွတ်သွားသည်ကျွန်ုပ်တို့ထင်တဲ့ကဲ့သို့ဖူးချန်းသည် လူကောင်းတယောက်တော့ဖြစ်မလာပါ။သုံးလလေးလကြာလင်ပင်ရွှေဘိုခရိုင်မှဖိုးချန်အားမတင်ကားသောဓမြမှုနှမှုလောက်ရှိနေပြီဟုသိရ၏။သူသည် ကျွန်ုပ်တို့ထိုခရိုင်တွင်ရှိနေသည်၍ကျွန်ုပ်တို့ခရိုင်အတွင်း၌ကဓမြမတိုက်ပါဟုအာမခံခဲ့၏။ထိုအာမခံချက်အရဖိုးချန်သည်ကျွန်ုပ်တို့ခရိုင်အတွင်း၌ဓမြမတိုက်တော့ရွှေဘိုခရိုင်၌သာ သူကြက်စားသည်ဟု၏။စုငွေ900ကျပ်ပင်အထုတ်ခံရတော့လေ ဖိုးချန်းသည်စစ်ကြီးမဖြစ်မီနှစ်နှစ်အကြာထိပင်ဖမ်းဆီးရမိခြင်းမရှိခဲ့ပါဂျပန်လက်ထက်တွင် ကျွန်ုပ်နှင့်တဖန်ဆုံမိပြန်သည်ဤတွင် ဖိုးချန်းသည်မိုးညင်တော့ရကြောင်းတွင်၌ဂျပန်ရန်ကိုကြောက်၍ခိုလုံနေသော ချိန်ဖြစ်သည်ကျွန်ုပ်ကဖိုးချန်းဂျပန်လက်ထက်တော်မင်းဓမြမတိုက်ဘူးလားကွာဖိုးချန်းကမဲမဲတိုင်းမီဖြစ်နေလို့လူတွေမှာဒုက္ခဖြစ်နေရတဲ့အထင်ဓမြကပါပူရင်တော့ မကောင်းတော့ဘူးစရာပြီးတော့လေအခုဆိုဥပဒေရလို့ရှိတာမဟုတ်ဘူးထင်းတယ်လို့လုပ်နေကြတော့ဖြစ်ကျင်တယ်လို့ဖြစ်နေကြတော့အေးအေးပဲနေတာကောင်းပါလေစရာ သူပြောစီကိုကျွန်တော်စဉ်းစားမိသည်လူဆိုးဆိုတော့လေပြင်လိုက်ရသည်အထိမကောင်းမဟုတ် သူတွင် လူကောင်းထက်ကောင်းသောအချက်ကလေးများလေရှိကြသေးသည်တကားဟုကျွန်တော်မှတ်သားမိသည်သာသည်နာဆင်ပေးသူအလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်